မင်္ဂလာပါရှင်11ရက်တည်းရဲ့ match လ28ရက်နေ့မနက်ခင်းသတင်းတိုင်းထုတ်တမှုစီစဉ်စတင်ပါတော့မယ်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ဝါဖွဲ့ထိန်ချုပ်ဒေတာမိုင်းမောမြို့မှာငွေစေဝါသုံးဆွဲပြီးစကားများရဲ့ပြစ်ကလူသက်မှုကျူးလွန်ခဲ့တဲ့ရဲဝန်တန်းအား UWSC ကတည်တံချမှတ်တဲ့သတင်းထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဖျားသုံးစုမျိုးပဲမှတည်ဆောင်လာတဲ့အကောက်ခွန်မိတ် secret များကိုဒိုင်းယာနာပိုင်များကဖမ်းဆီးတင်းစီခဲ့တဲ့တဲ့ တောင်ကိုရီးယားတွင်လောင်ကျွမ်းနေတဲ့တော်မီဟာစံချိန်တင်အပြင်းထန်ဆုံးဖြစ်ကြောင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးကြီးကဲပြောကြားတဲ့သတင်းပါကစ္စတန်အနောက်တောင်ပိုင်းမှာတရက်သမားများရဲ့တိုက်ခိုက်မှုကြောင့်လူ6ဦးသေဆုံးတဲ့သတင်း။ရီယယ်မက်ဒရစ်အသင်းတို့ပြောင်းရွှေ့ပါကဂျော့နဘတ်66ကိုအာနိုဝိစင်ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့သတင်း။အဆောက်ရှိသတင်းများကိုတင်ဆက်ပြီးတော့မှာပါ။ ။ပို့ဆောင်တဲ့နေပုံအနေနဲ့ဝါဖွဲထိန်ချုပ်ဒေတာမိုင်းမောမျိုးမှာငွေရစေဝါသုံးဆွဲပြီးစကားများရဲ့ပြစ်က လူတက်မှုကျိုးလွန်တဲ့ရဲဝန်နဲ့အား UWSC ကတည်တံ့ချမှတ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဝါထိန်ချုပ်ဒေတာမိုင်းမောမျိုးမှာငွေရစေဝါသုံးဆွဲပြီးစကားများရဲ့ပြစ်က လူတက်မှုကျိုးလွန်တဲ့ရဲဝန်နဲ့ကို UWSC ကတည်တံ့ချမှတ်ခဲ့ကြောင်းဝါရုပ်သံ WSTV ရဲ့ Matchla 24ရဲ့သတင်းထုတ်လွှင့်မှုကိုကိုးကားပြီးဝါ Newsland သတင်းဌာနကဖော်ပြထားပါတယ်။ ဘွားထင်းချုပ်ဒေသမိုင်းမောခရိုင်မိုင်းမောမြို့မှမွေးစီသုံးဆွဲရမှာတငယ်ချင်းနဲ့စကားများရန်ဖြစ်ပြီးတန်ချောင်းဖြစ်တေဆုံးတဲ့အထိရိုင်းနှက်ခဲ့ကြောင်းပြည်မှုကျွလွန်သူဟာအသက်24နှစ်အရွယ်ချိန်ဆိုင်တောင်းဆိုသူဖြစ်ပြီး၎င်းဟာရဲဝန်နဲ့တူဖြစ်က2024ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာလူသက်မှုကျွလွန်ခဲ့ခြင်းဖြစ်ကြောင်း World Newsland သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါသည် ဝါဖွဲ့ရဲ့တရားဥပဒေခန်း၄ရဲ့ပုံမှန်တရား61အရ၎င်းဟာလူသက်မှုမြောက်ခြင်းကြောင့်ပြည်မှုကိုစစ်ဆေးပြီး2025မတ်လအထဲမှာမိုင်းပေါမျိုးတရားစစ်ဆေးရေးတွင်တည်တံ့ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါလူသက်မှုကျူးလွန်သူဟာလူသက်မှုမကျူးလွန်ကလေးကပစ္စည်းခိုးယူမှုလိမ်လည်မှုနဲ့မူရည်စေးသုံးဆဲမှုတို့ကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့မှုသူဖြစ်ကြောင်း WSTV ရဲ့သတင်းထုတ်လွှင့်မှုကိုကိုးကားပြီးဝါနျူးစ်လန်သတင်းဌာနကဖော်ပြထားပါသည်။ အလားတူဝါပြည်နယ်ဟိုပန်ခရိုင်ဟိုပန်မြို့မှာလူသက်မှုကျွလွန်သူအားပြီးခဲ့2024အောက်တိုဘာလထဲမှာတည်တံ့ချမှတ်ခဲ့ပူပါရီအလားတူဝါဒေသမိုင်းမောမြို့နယ်ပန်ဝိုင်ကျေးရွာမှာမွေးရဆေးသုံးကစိတ်မှုမမှန်ဖြစ်ပြီးဖခင်ဖြစ်သူအားဓာဖြစ်ခုတ်တက်တဲ့အသက်30နှစ်အရွယ်ရှိအမျိုးသားတဦးကို2025ခုနှစ်ဇန်နဝါရီလအတွင်းက UWSA ကတည်တံ့ချမှတ်ခဲ့ကြောင်းသိရပါရီထို့အတူ UWSA ကထိန်းချုပ်ထားတဲ့ဟိုပန်မြို့မှာ2024ခုနှစ်ဩဂုတ်လ3ရက်က ကုံဆုံဆိုင်တစ်ခုမှာတပြားတိုက်မှုဖြစ်ပွားခဲ့ကာရှင်းနေအွယ်ကလေးငယ်တူအသက်ခံရမှုဖြစ်စဉ်တွင်ကျူးလွန်သူကိုနှစ်လအကြာအော်တိုဘလ30ရက်နေ့မှာဝါအဖွဲ့ကတည်တံချမှတ်ခဲ့ပါသည်ဝါအဖွဲ့အနေနဲ့ရခိုင်ကလည်း၎င်းတို့ထိန်းချုပ်ထားတဲ့ဒေသအတွင်းရဲစွေးမှုကျူးလွန်သူများကိုအများပြည်သူရှိမှပြစ်တံချမှတ်ပြီးတဲ့နောက်၎င်းတို့ထိန်းချုပ်ထားတဲ့မြို့များတွင်ပြည်မှုကျူးလွန်သူများကိုအများပြည်သူများအားလိုက်လံလှည့်လည်ပြသလိရှိတာကိုတွေ့ရပါသည် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဖះသုံးစုမျိုးပဲ့မှတည်ဆောင်းလာပြီးအကောက်ခွန်မဲ့ secret များဒိုင်ယာနာပိုင်းများကဖန်စီတင်စီခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါသည်ထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဖះသုံးစုမျိုးပတ်မှာတည်ဆောင်းလာတဲ့အခွန်လွတ် secret များအားကန်ဆန်နပူရီပြည်နယ်အတွင်းထိုင်းအာဏာပိုင်များကဖမ်းဆီးသိမ်းဆီးခဲ့ကြောင်းထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများအရသိရပါသည် ယမန်နေ့မတ်လ25ရက်နေ့ထိုင်းနိုင်ငံကက်ဆလပူရီပြည်နယ်ဖျားသုံးစုဒေသမှာစံကလပူရီမျိုးရှိကားလန်းဆောင်နေရာမှာထိုင်းရနာပိုင်များမှမော်တော်ယာဉ်တစ်စီးအားဆစ်ဆီးစဉ်အကောက်ခွန်မဲ့ secret များအားရှာဖွေတွေ့ရှိသိရှိရမိခဲ့ခြင်းဖြစ်ပါသည်။ထို့မော်တော်ယာဉ်ပေါ်မှာအကောက်ခွန်မဲ့နိုင်ငံသား secret 40ဖောင် secret 1000ထောင်းနဲ့ ခြာယိုတစိပ်ပါ secret ဘူး400ရိုအားရှာဖွေတွေ့ရှိတင်စီရမိခဲ့ခြင်းဖြစ်ကြောင်းထိုင်းသတင်းများရဲ့ဖော်ပြချက်များအရသိရပါတယ်။အရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းဥပဒေအားဖောက်ပြဲကျွလွန်သူအနေနဲ့ဒဏ်ငွေပေးဆောင်ရဖွယ်ရှိကြောင်းလည်းထိုင်းသတင်းများကဆိုကြပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကလည်းထိုင်းနိုင်ငံကန်ချနဘူရီပြည်နယ်ဖျားသုံးစုဒေသမှစံခလဘူရီမြို့ကြားရှိနမ်ဂိတ်ဖွဲ့စုံစမ်းစစ်ဆေးရေးဂိတ်မှာဒိုင်းယာနာပိုင်များမှာမော်တော်ယာဉ်တစီအားစစ်ဆေးစဉ်အညိုရောင်ပါစဲပုံး6ပုံးတွင်တိုဟွက်သေးဆောင်လာတဲ့အကောက်ခွန်မဲ့ secret 1240ဘူးအားရှာဖွေတွေ့ရှိသိရမိခဲ့တဲ့အကြောင်းသိရပါတယ်။ နိုင်ငံတကာမှအကုန်ပြစ်စည်းများတရက်ငယ်အားဖျက်ဆီးပြီးရနောက်ဒိုင်းမြမနေဆက်မြန်မာနိုင်ငံဖျားသောစုမျိုးတို့ပို့ဆောင်တင်ပို့မှုများရှိနေကြောင်းဒေတာတွင်သတင်းများအရသိရပါသည် ဆလဘီတောင်ကိုရီးယားတွင်လောင်ကျွမ်းနေတဲ့တော်မီဟာစံချိန်တင်အပြင်းထန်ဆုံးဖြစ်ကြောင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးကြီးကဲပြောကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တောင်ကိုရီးယားတွင်လောင်ကျွမ်းနေတဲ့တော်မီဟာစံချိန်တင်အပြင်းထန်ဆုံးဖြစ်ကြောင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်လုံခြုံရေးဌာနရဲ့အကြီးအကဲကမတ်လ28ရက်နေ့တွင် ပြောကြားခဲ့ပြီးတော်မီလောင်ကျွမ်းမှုကြောင့်သေဆုံးသူ26ဦးထိမြင့်တက်လာခဲ့ပါသည်။ ော်မီကလင်းမြန်စွာ90လောက်ကျန်းနေပါတယ်။လူ26ဦးသေဆုံးပြီး10ဦးကအပြင်းထန်တဲ့ရရှိခဲ့ပါတယ်။22ဦးကတော့အသေးစားဒဏ်ရာရရှိခဲ့ပါတယ်လို့ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့လုံခြုံရေးဌာနကြီးကလီဟန်ကွန်ကပြောကြားခဲ့ပါတယ်။မက်စာ26ရက်ကလေတော်မီလောက်ကျွမ်းမှုကိုငိမ့်သက်ပေးနေတဲ့ရဟရင် တစည်းပြကြပြီးလီယမူတေဆုံးသွားကြောင်းမိသက်ထနာကထုတ်ပြန်ခဲ့ပါတယ်။တော်မီကိုငိမ့်သက်ပေးနေတဲ့ရဟရင်တစည်းယူအီဆေယာကောင်တီကတောင်ထူထက်တဲ့နေရာတစ်နေရာမှာပြကြသွားပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာတွင်လေယာဉ်မှုတည်ဆုံသွားပါတယ်လို့ကြောင်ဘတ်မိသက်တစ်ခွဲကပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့အဆိုးဆုံးတော်မီလာမှုများမှတစ်ခုဖြစ်တဲ့၎င်းတော်မီကြောင့်တည်ဆုံသူ၁၈ဦးထက်မနည်းရှိလာခဲ့ကမကြုံစဘူးအဖြစ်ပြများဖြစ်ပေါ်ခဲ့ကြောင်းယာယီသမရာဟန်ဒုစုကမတ်လ26ရက်နေ့မှာပြောကြားခဲ့ပြီး28ရက်နေ့မှာတည်ဆုံသူ26ဦးထိမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။တည်ဆုံသူများစုမှာဒေသခံများဖြစ်ပြီးမိသက်သမား၃ဦးနဲ့မိသက်လေယာဉ်မှုတစ်ဦးတို့ပါဝင်ကြောင်းအနာအနာပိုင်များကပြောကြားခဲ့ပါတယ်။ နိုင်ငံအရှိတောင်ပိုင်းတွင်သတင်းဖက်ကုံကျော်ကဒါဇင်နဲ့ချီတဲ့တော်မီလောင်ကျမှုဖြစ်ပွားခဲ့ပြီးလူ2000ကျော်အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ဒေသခံများကအထီးတလန့်ဖြစ်ရွှေ့ပြောင်းချိန်မှာတော်မီကြောင့်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြုံတွေ့ခဲ့ရပါတယ်။ လေတိုင်နှုံကြောင့်မီးကူးဆက်လောင်ကျွမ်းမှုပြင်းထန်ပြီးအိမ်နီးချင်းဒေသများနဲ့ရှီဟောင်ဖျားကျောင်းတစ်ခုစီကူးဆက်လောင်ကျွမ်းခဲ့လို့သိရပါတယ်။ပြည်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတော်မီလောင်ကျွမ်းမှုကြောင့်တစ်တော့ရဲ့3,580ဟက်တာထိခိုက်ပျက်စီးခဲ့ပြီးတော်မီလောင်မှုစုပေါင်းရဲ့89ရာခိုင်နှုန်းဟာ UEC ကောင်တီတစ်ခုထဲမှာဖြစ်တယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးပါကင်စတန်နောက်တောင်ပိုင်းတွင်တနက်သမားများရဲ့တိုက်ခိုက်မှုကြောင့်လူ၆ဦးသေဆုံးတဲ့တဲ့ရင်းကိုတင်ဆက်ပေးကြပါမယ်။ပါကင်စတန်အနောက်တောင်ပိုင်းတွင်တနက်သမားများကခီးတဲ့တင်ဘတ်စကားများကို၎င်းတို့ရဲ့မျိုးနယ်စုပေါ်အခြေခံပြီးတိုက်ခိုက်မှုကြောင့်လူ၆ဦးထပ်မံတဲ့သေဆုံးခဲ့တယ်လို့ရဲတပ်ဖွဲ့ကမေလ28ရက်နေ့မှာပြောကြားခဲ့ပါတယ်။ ဘာလိုချီစတန်ပြည်နယ်ရဲ့ခရိုင်များစုမှာလက်နက်ကိုင်းတွေကခီးတဲ့တင်ဘတ်စကားတွေနဲ့လုံခြုံရေးတာဝန်ရှိသူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံမဟုတ်တဲ့ခီးတဲ့ငေါ့ထက်မင်းနဲ့လုံခြုံရေးတာဝန်ရှိသူတို့တည်ဆုံခဲ့ပါတယ်လို့အကြီးတန်းပြည်နယ်ရဲ့ရရှိသူကပြောကြားခဲ့ပါတယ်။ကွာတာခရိုင်ပကနီကန်ယိုရမ်းမြို့မှာ၎င်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ကခီးတဲ့တင်ဘတ်စကားတွေကိုတားပြီးဒေသခံမဟုတ်တဲ့ခီးသွားတွေကိုစစ်ဆေးဖော်ထုတ်လိုက်ပါတယ်လို့တာဝန်ရှိသူကဆိုပါတယ်။ဒါစင်နဲ့ချီတဲ့လက်နက်ကိုင်များဟာအဓိကဝေးပြေးလမ်းများကိုထိန်းချုပ်ပြီးမော်တော်ယာဉ်များကိုရှာဖွေရန်စစ်ဆေးရေးစခန်းများချထားခဲ့ပြီးတဲ့နောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အချို့နေရာများတွင်တိုက်ခိုက်မှုများကိုဆက်လက်လုံဆောင်လျက်ရှိကြောင်း၎င်းကဆိုပါတယ်။၎င်းတိုက်ခိုက်မှုများဟာတတိကျောင်းနဲ့လုံရဖြစ်တယ်လို့ပြည်ထရေးဝန်ကြီးမိုးစင်နဗီကပြောကြားခဲ့ပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ Real Madrid အသင်းတို့ပြောင်းရွှေ့ပါကကျောနံပါတ်66ကိုအာနိုဝစ်စင်ကွင်းရမှာမဟုတ်ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ Liverpool နောက်ခံကစားသမားအာနိုအနေနဲ့လာမယ့်နှွေမှာ Real Madrid အသင်းထံသို့ပြောင်းရွှေ့မယ်ဆိုပါက၎င်းစိုက်နှစ်တက်တဲ့ကျောနံပါတ်66ကိုဝစ်စင်ကွင်းရမှာမဟုတ်ကြောင်းသိရှိရပါတယ်။ အသက်26နှစ်အရွယ်ရှိအင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားအာနိုဟာယခုရာသီကုန်မှာလီဗာပူးအသင်းနဲ့စာချုပ်တံတန်းကုန်ဆုံးမှာဖြစ်ပြီးလာမယ့်တွင်မှာရီယယ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ခြင်းအလို့နဲ့ပြောင်းရွှေ့ရန်ပုဂ္ဂိုလ်၏သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းသတင်းထွက်ပေါ်နေပါတယ်။ဒါပေမဲ့အာနိုအနေနဲ့ရီယယ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ခဲ့မယ်ဆိုပါကလာလီဂါအစည်းအဝေးကြောင့်လီဗာပူးအသင်းမှာဝစ်ဆင်နေတဲ့ဂျောနံဘတ်66ကိုဝစ်ဆင်ခွင့်ရမှာမဟုတ်ကြောင်းသိရှိရပါတယ်။ ။လာလီကာကပြိုင်ပွဲရသည့်အတွက်ကစားသမားအစည်းအဝေးမှာကျောင်းနံပါတ်1မှကျောင်းနံပါတ်25အထိလက်ခံကြောင်းသိရှိရပါသည်။ ဒါကြောင့်လာလီဂါပြိုင်ပွဲမှာအသင်းကစားသမားများအနေနဲ့ဂျောနံပါတ်1မှဂျောနံပါတ်25အတွင်းသာဝစ်ဆင်ရမှာဖြစ်ပြီးလာလီဂါတွင်၎င်းစီးမြင့်ကြောင့်ဘာစီလိုနာနဲ့ရီယယ်တင်းတို့ဟာမက်ဆီ၊စီယိုနဒိုတို့ကိုဝစ်ဆင်ခဲ့တဲ့နံပါတ်များကိုအနားပေးလိုပြီးမဲ့လည်းပေးခွင့်မရခဲ့ပါဘူး။ဒါပေမဲ့စီးရင်မသွင်းတဲ့လူငယ်ကစားသမားများမှမူချွင်းချက်အနေနဲ့ဂျောနံပါတ်25အထက်ဝစ်ဆင်ခွင့်ရှိကြောင်းသိရပါတယ်။လေဗန်ရဲ့တရမနခင်တရမြတ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနခင်လေးဖြစ်ကြပါစေရှင်